တန်းစဉ်အတွက်လာမဲ့ပွဲကလုံးဝရှုံးလို့မဖြစ်တော့တဲ့ပွဲပါအလုံးမဲ့မင်္ဂလာပါမာရှယ်မင်းရဲ့မြန်မာနေပြီးတော့ပြန်လည်ချုပ်ထုတ်လိုက်ပါကျွန်တော်တို့တန်းစဉ်ကလာမဲ့ဧပြီလ18ရက်နေ့မှာဆိုလို့ရှိရင်တော့ Thai Fighter ပတ်စုကွန်ဖန်နဲ့ထိုးသက်ဖို့ရှိပါဒီပွဲကတန်းစဉ်အတွက်တော့ရှုံးနှိမ့်တော့မဖြစ်တော့တဲ့ပွဲပါဘာကြောင့်လဲဆိုတော့ဒီပွဲရှုံးနှိမ့်မယ်ဆိုလို့ရှိရင်မြန်မာပြည်သက်တွေအနေနဲ့ကတန်းစဉ်ကိုလုံးဝချက်ပြေးလို့တတ်မှတ်လိုက်ကြမှာဖြစ်ပါတယ် ဘာလို့လဲဆိုတော့တန်းစင်ကဒီပွဲမှာဆိုလို့ရှိရင်ဒီစနစ်ပိုင်းဆိုင်ရာအသာစီးရတယ်ဒီအတွက်ကြောင့်မလို့ဆူရီယန်လက်နဲ့ပွဲတော်ကလိုမျိုးပဲပထမချီမှာတကုံဖိထိုးခွင့်ရပါလိမ့်မယ်ပြီးတော့ထိချက်ပိုင်းရဆိုလို့ရှိရင်လည်းတန်းစင်အနေနဲ့ကဒါနှစ်ချက်နှစ်ချက်လောက်ထိထိချက်အသာစီးရနိုင်ခြေရှိရလို့တော့ကျွန်တော်ကတော့မြင်တယ်တကယ်လို့ဒီဒီပွဲကိုတန်းစင်ရှုံးနှိမ့်ခဲ့မယ်ဆိုလို့ရှိရင်ရှုံးနှိမ့်မဲ့ပုံစံကဆူရီယန်လက်နဲ့ပွဲတော်ကလိုမျိုးပဲအစောပိုင်းမှာဖိအားပေးနိုင်တယ် ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမာခုံမကြုံနိုင်မဲနဲ့ပြိုင်ဘက်ကဖိအားပေးလာတဲ့အချိန်ကြလို့ရှိရင်ကိုကမခံနိုင်တဲ့ပုံစံမျိုးနဲ့ရှုံးနှိမ့်နိုင်တာဖြစ်ပါတယ်။တန်းစင်ရှုံးနှိမ့်နိုင်တဲ့ဤကတော့ကျွန်တော်အမြင်ရတော့တာနောက်ခေါင်းနဲ့ရှုံးနှိမ့်နိုင်တဲ့ဤတနည်းပဲရှိရဲ။အမှတ်နဲ့ဆိုရင်တော့မှတန်းစင်အနေနဲ့ခါဒီစနစ်ပိုင်းဆိုင်ရာအရာအတိုင်းနာတစ်ခုထိအသာစီးရနေတယ်လို့ကျွန်တော်အနေနဲ့မြင်တဲ့အတွက်ကြောင့်မလို့အမှတ်ထိရောက်သွားတယ်ဆိုရင်တော့မှတန်းစင်ဘက်ကနည်းနည်းလေးအသာရနိုင်တယ်လို့တော့မြင်ပါတယ် ဒီတော့ချက်မလို့ဒီပွဲမှာဒါကျွန်တော်ပြောသလိုမျိုးဒီနောက်ောက်နဲ့အရှုံးရနဲ့ဂျုံတွေးခဲ့တယ်ဆိုလို့ရှိရင်မြန်မာပြည်သက်တွေရဲ့မျောလင်းချက်တွေအကုန်လုံးကရည်စုံမျောသွားမှာဖြစ်ပါ။ဘာဖြစ်လဲဆိုတော့တန်းစင်အနေနဲ့ကရှေ့ပွဲအာဒါဆူရီယန်လက်ကိုဒီလိုပုံစံမျိုးနဲ့ရှုံနှိမ့်ခဲ့တယ်ပေါ့နော်။ဂျားထဲမှာတန်းစင်အတွက်ကပြင်ဆင်ချိန်အတိုင်းအတာတစ်ခုထိတော်တော်လေးရထားရလို့ပြောလို့ရတယ်။၃လပတ်ချာလဲလောက်ထိရတာ။ဒီတော့ချက်မလို့ဒီရခဲ့တဲ့အချိန်အတွင်းမှာ ကျွန်တော်တို့အရင်ကအားနည်းချက်တွေကိုပြန်ပြီးတော့ပြင်ဆင်နိုင်ခြင်းမရှိဘူးအရင်ပုံစံအတိုင်းမပြန်ပြီးတော့ရှုံးနိမ့်တာမျိုးသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လက်ရှိတန်းစင်ဘက်မှာကြံ့နေသေးတဲ့မြန်မာပြည်သက်တွေတော်တော်များများကတန်းစင်အပေါ်ကိုလက်မြောက်ရှုံးပေးလိုက်ကြမှာဖြစ်ပါတယ်ဒါကကျွန်တော်နေနဲ့ကစားသမားအပေါ်ကိုပရက်ရှာပေးတာမျိုးမဟုတ်ဘူးဒါပေမဲ့ဒီပွဲကတန်းစင်အနေနဲ့လုံးဝရှုံးနိမ့်လို့မရတဲ့ပွဲသူရှုံးနိမ့်မယ်ဆိုလို့ရှိရင်လည်းအရင်ကတည်းကတည်ပြီးသားဖြစ်တဲ့ဒါသူ့ရဲ့အားနည်းချက်ဖြစ်တဲ့မာခွန်ကိုပဲဖိပြီးတော့ အထုံးခံပြီးတော့ရှုံးနေမှုများတယ်ဒီလိုပုံစံမျိုးပဲဆက်သွားတယ်ဆိုလို့ရှိရင်မြန်မာပြည်သက်တွေကဒါတန်းစင်ဘောကိုဘာမျှော်လင့်ချက်မှထားတော့မှာမဟုတ်တလို့တန်းစင်အနေနဲ့လည်းပြည်သက်တွေရဲ့အပိထောက်ခံမှုနှုံးနေအများကြီးရောကြသွားနိုင်တယ်လို့တော့ကျွန်တော်တော့မြင်ပါဒီလိုပဲတကယ်လို့တန်းစင်အနေနဲ့ကသူ့အနေနဲ့ဒီပိုင်ပန်းရဲ့ဖိအားအောက်မှာတေချာရုံးကန်ပြပြီးတော့သူ့ရဲ့အားနည်းချက်တွေကိုပြင်ဆင်နိုင်လိုက်ပြီးပြီးတော့ပြိုင်ဘက်ကိုလည်းဒီ ်တယ်။တယ်မရဖြီအားအောက်မှာရုံးခံပြီးတော့အလဲထိုးပြနိုင်လိုက်တယ်ဆိုလို့ရှိရင်ရှေ့တုန်းကဒါတန်းစင်ကိုချက်ပြေးဆိုပြီးတော့တတ်မှတ်ပြီးတော့အသိမကြိုက်တဲ့ပရိသတ်တွေကလည်းတန်းစင်ပဲပြန်ပါလာပြီးတော့အရင်လိုမျိုးဒီတောင်းတောင်းတင်းတင်းနဲ့ပရိသတ်အင်အားတစ်ခုကိုပြန်ပြီးတော့ရရှိပါလိမ့်မယ်။ဒီတော့ကြောင့်မလို့ဒီပွဲကတန်းစင်ရဲ့ကစားသမားဘဝမှာတော်တော်လေးအရေးပါတဲ့ပွဲတစ်ပွဲလို့တော့ကျွန်တော်အနေနဲ့မြင်နေတယ်။ သူ့အနေနဲ့ရှုံနှိမ့်လို့မရဘူးဘလို့ပုံစံမျိုးရှုံနှိမ့်လို့မရလဲဆိုတော့ပတ်စုကွန်ဘက်ကိုအလဲထိုးနဲ့ရှုံနှိမ့်လို့ပို့လို့တော့မရပါသေးမဟုတ်လို့ရှိရင်ကျွန်တော်ပြောတဲ့အတိုင်းအကျိုးဆက်တွေကတောက်လျှောက်ဖြစ်လာနိုင်ခြင်းရှိပါတယ်ပြောမယ်ဆိုလို့ရှိရင်ဗျာပြိုင်ဘက်ကအတိုင်းအတာတစ်ခုထိအတွေ့အကြုံရှိရကစားသမားတစ်ယောက်ဆိုပေမဲ့နောက်ဆုံး၄ပွဲဆက်ဝမ်ချမ်ပီယံရှစ်မှာထိုးသမျှပွဲ၄ပွဲဆက်ကိုရှုံနှိမ့်ထားတယ် ပြီးတော့ဤစနစ်ပိုင်းဆိုင်ရာရရှင်ကြည့်မယ်ဆိုလို့ရှိရင်လည်းခြေကန်ချက်ပိုင်းပြီးလို့ရှိရင်လက်သီးထိုးချက်ပိုင်းတွေမှာဆိုလို့ရှိရင်တန်းစီဘက်ကတာတာကြီးများပါဒီစနစ်ပိုင်းဆိုင်ရာရကောင်းနေပြိုင်မက်ကတာတာဆိုလို့တထောင်ရိုက်ချက်နည်းနည်းလေးပိုကောင်းကောင်းကောင်းနိုင်နေပြီးလို့ရှိရင်ရုံအားနဲ့မှာကုန်ပိုင်းမဲ့တာတာဒီကြောကြောင့်မလို့တန်းစင်နေနဲ့ဒီလိုမျိုးဒီစနစ်ပိုင်းနေအားတာချက်ရရှိနေပါလျက်နဲ့ဒီလိုမျိုးမှာကုန်မြင့်နဲ့ကစားသမားတွေကို မကြော်ဖြတ်ပြနိုင်ဘူးဆိုလို့ရှိရင်တန်းစီရဲ့လုံနိုင်စွမ်းကဒါအကုန်ပဲဆိုပြီးတော့ဝမ်းချင်မယ်ရှိကလေတတ်မှတ်ပါလိမ့်မယ်ကျွန်တော်ပြောချင်တာကဗျာပြိုင်မက်ကဘလောက်ကြီးပဲမာတယ်ပြောပြောကြော်ဖြတ်လို့ရတဲ့နီလန်ကရှိကိုရှိရဲ့တန်းစီဒီမှာလုံလောက်တဲ့ကြက်ခိုင်မှုမာကုံတစ်ခုရှိရဲ့ဆိုလို့ရှိရင်အမှတ်ရလေတိုင်းတိုင်းကြီးအများကြီးရှိတယ်ဒီတော့ကြောင့်မလို့ရှေ့မှာဆိုရင်ကြောက်စုရိုင်းဆိုလို့ရှိရင်ဒီပတ်စုကွန်ဘတ်ကိုဘယ်လိုမျိုးထိုးပြသွားလဲဆိုတော့ကြည့်လို့ရှိရင်တကယ်ကိုအလားအလာရှိရကစားသမားတစ်ယောက်က ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ဒီလက်ရှာပြီးတော့အနိုင်ယူသွားနိုင်တယ်ဆိုတာမျိုးကိုကျွန်တော်တို့တွေ့နိုင်ပါပတ်စုကွန်ဖိုင်နယ်ကြောက်စုရိုင်းတို့ရဲ့ဒုတိယပွဲမှာဆိုလို့ရှိရင်ပတ်စုကွန်ဘက်ကသူ့ရဲ့ဒီမာကုံမိုင်းကိုအားပြုပြီးတော့အတခုံးကိုလိုက်ဝုံးတာဒါမှမဟုတ်လေကြောက်စုရိုင်းဘက်ကလုံးဝမကြသွားဘူးမကြသွားတဲ့အပြင်ဒီစနစ်ပိုင်းဆိုင်ရာအားတာရဲ့အတွက်ကြောင့်မလို့ဒီဝိုင်းလက်သေးရင်နဲ့တော့မှဒေါတောင်းကြောင်ပြန်ပြီးတော့ထိုးပြသွားတယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့တကယ်ကိုအလားအလာရှိရကစားသမားတစ်ယောက် ဖြစ်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးမဟာခုံမြင့်ပြီးတော့ကျန်းနေဆိုတဲ့ကစားသမားတွေကိုကြော်ဖြတ်ပြမှာ ው ရမှာဂျိုရှော့ဖန်တို့ဘာလို့လဲဒါကျွန်တော်တို့ UFC မှာထိုးတက်တယ်ဆိုလို့ရှိရင်ဘလောက်ကြီးပဲမာမာဘလောက်ကြီးပဲအတွေ့အကြုံရှိရှိကိုကသာတကယ်ဖြစ်ပြောက်မဲ့ကစားသမားဖြစ်ပြောက်နိုင်တဲ့လက်ရည်ရှိရဆိုလို့ရှိရင်တနည်းမဟုတ်တနည်းနဲ့တော့ဒီ fighter တွေကိုကြော်ဖြတ်ပြဖို့လိုနေတာဖြစ်ပါလာမယ့် April လအတွင်းမှာတော့ဒါ Sonran နဲ့တန်းစီရဲ့ပွဲကတော့ ဒီဧပြီလအတွင်းမှာလောလောဆယ်ကြီးညာထားတဲ့ Channel မြန်မာ ဖိုက်တာတွေပွဲတွေရောတိတ်ပြီးတော့မတွေ့ရဘူး။ငလျင်ဘေးနဲ့မှုတ်လို့အတိုင်းအတာတစ်ခုတည်းမြန်မာဖိုက်တာတွေကိုခြံလှပ်ထားတာမျိုးလည်းဖြစ်နိုင်မှာ။ငါးလပိုင်းအတွင်းမှာဆိုလို့ရှိရင်တော့ပွဲတွေခက်စိတ်စိတ်မြင်လာရနိုင်မှာ။ပတ်စုကမှအနေနဲ့လည်းသူ့အနေနဲ့ဝမ်းချမ်းမြေရှိပြင်ပမှာပွဲတစ်ပွဲထိုးပြီးတော့တထောင်ရိုက်ချက်နဲ့အလဲထိုးရနိုင်တယ်။ဒီတော့ချောင်းမလို့လုံးဝ short တွက်လို့ရတဲ့အနေအထားမျိုးမဟုတ်ဘူး။ တန်းစီအနေနဲ့ကျွန်တော်တို့3မိနစ်3ကြီးစုစုပေါင်း6မိနစ်ကိုအပြည့်ရုံနိုင်မှာရပါလိမ့်။ရှေ့ပွဲကလုံးမိရဲ့အမှားတွေလိုမျိုးပြိုင်ဘက်ကလဲကြမလို့ဖြစ်သွားလို့ဆိုပြီးတော့ကိုယ့်ရဲ့တက်လုံကိုလုံးဝဘာမှမရှိရောတဲ့အထိလောက်ကုန်ဖိထိုးရင်းနဲ့တက်လုံကိုအကုန်ခံလို့မရဘူး။ဘာလို့လဲဆိုတော့တကယ်လို့ကိုကဒါပညာရပ်ပိုင်းဆိုင်ရာတာတယ်ပြီးတော့တက်လုံကြံသေးရဆိုလို့ရှိရင်နောက်ပိုင်းအခြေအနေမှာ ပြိုင်ဘက်ကလာပြီးတော့ဖိအားပေးရဆိုရင်တော့မှဒါဖူဝော်ဒီပါးကြီးတုံးပြီးတော့ပတ်ထွက်လို့ရတယ် ပတ်ဆောင်ပြီးတော့အမှန်အရယူပြီးတော့ကစားလို့ရပါသေးတယ်။အဲ့လိုမှမဟုတ်ဘူးပထမအချိန်မှာပြိုင်ဘက်ကကြာခံနီးကြာခံနီးဖြစ်တယ်။ကိုကအတကုံတက်လုံးမချမ်းမဲနဲ့ဖိထိုးတယ်။အဲ့ချိန်မှာပြိုင်ဘက်ကမကြတော့ဘူးဆိုလို့ရှိရင်နောက်ပိုင်းကိုကကြာလာပါလိမ့်မယ်။ဒီတွက်ချောင်းမလို့တန်းတင်နေတဲ့ဒီအမားမျိုးကိုရှောင်ကျင်နိုင်လိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်။တကယ်လို့လည်းပွဲတော့ကလည်းအတိုင်းပဲနော်တောင်းရတယ်တက်လုံးကုံသွားတယ်ပြန်ပြီးတော့ဝုန်းခံရတယ်စူရန်လက်ဆိုလို့ရှိရင်လည်းတကယ်ကိုနောက်ောက်ဖြစ်မလို့ဖြစ်မလို့ဖြစ်တယ်ဒါပေမဲ့ ပြန်ပြီးတော့ဖိအားပေးခံရအချိန်မှာမခံနိုင်တော့ဘူးဘောနော်ဒီလိုမျိုးအမှားတွေကိုတန်းစင်အနေနဲ့သိချပြင်ဆင်လာနိုင်မှသာနေဒီပွဲကိုနိုင်ပွဲရရှိမှာဖြစ်ပါမဟုတ်ဘူးဆိုလို့ရှိရင်ဘတ်စုကွန်ဘတ်ကသူ့ရဲ့မာခုံးကိုအသားပြုတ်ပြီးတော့စားသွားပါလိမ့်မယ်အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ဟေးရဲ့မာခုံးကဘယ်လိုမျိုးလဲ ဒီလိုမျိုးဆိုင်ငယ်နောက်ကဆွဲပြထားပြီးတဲရဲ့ရှိုးရှုပ်သားခိုင်ခံ့မှုတွေတိုက်ပေါ်ကပြစ်ချပြီးတဲရဲ့မာကျော်ချစ်လက်မှုတွေတန်တုတ်နဲ့အထက်ထက်အခါကရိုက်ပြပြီးတဲရဲ့ချစ်လက်မှုတွေကတဲရဲ့မာကုံတွေပါပဲစိတ်ကြိုက်ထို့စိတ်ကြိုက်ကံအမဲမာကျော်ချစ်လက်တဲ့တဲရဲ့အည်သူရတော့ဖိုက်တာတွေအတွက်လက်ဖြားခါဆရာလောက်ပါပဲဒီလိုမျိုးတဲရဲ့မာကုံပိုင်းစံခံမှုတွေ quality ပိုင်းတရားခိုင်နှုန်းအာမောက်ခံမှုတွေအပြည့်ရှိတဲ့ တဲ့မျိုးပန်းဆန်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ပြည်တွေမှာဆက်သွယ်မှောက်လို့ရပါပြီခင်ဗျာ။